လက်ဖန် day trade ရောက်လို့ရှိရင်ကိုယ့်ဘာကိုစာကြောင်းတွေကိုတိဆောက်တဲ့အငင်းတွေလှုပ်တဲ့မေးခွန်းတွေကိုလှုပ်တဲ့တယ်ဆိုရယ် feeling လေးပျော်ရွှင်မှုပေါ့ PT လေးတခုကိုခံစားရတော့ပါပါအဲ့တော့အဲ့ PT ကိုမခံစားခင်မှာ day 1ကနေဒီနေ့ day 11အထိပုံချမ်းတွေကိုချိန်ညက်နေဖို့လိုအပ်ပါတယ်နော်ပုံချမ်းတွေမချိန်ညက်ဘူးဆိုလို့ရှိရင်လိုရာဆွဲပြီးတော့သုံးနိုင်မှာမဟုတ်ဘူးပေါ့နော်မနေ့ကမှဆိုရင်ရှိသမျှအလုံးကို day 1နဲ့ day 11အထိသင်ထားသမျှတွေကလိုရာလိုရာတွေဆွဲဆွဲပြီးသုံးမှာဖြစ်တဲ့အတွက်ကြောင့် မကြင်ညာသေးဘူးမပိုင်နိုင်သေးဘူးအခေါ်အော်တွေမတည်သေးဘူးအထိပ်ပတ်တွေမတည်သေးဘူးဆိုရင်တော့ day 1နဲ့ day left hand ကြီးကိုတေချာပိုင်နိုင်အောင်ကြက်ပါပါတော့ကျွန်တော်တို့တေချာလုပ်ပါဘာဖြစ်လို့ဆိုတော့အခုဒီတစ်ခေါက် series ကအောက်အုံမြင့်ချတာဖြစ်တဲ့အတွက်ကြောင့်ပါနော်ကျွန်တော်အခြေခံအုံမြင့်ချနေရဆိုတော့အုံမြင့်မှာတေချာအောင်လုပ်မှာအမြင့်ကိုမြင်မြန်ဆန်းဆန်းတက်နိုင်မှာပါပေါ့နော်ကဲဟုတ်ပြီဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းကဘာလဲဆိုရင် alpha or frequency ဒါဒီညကြက်ကမယ်ဟာ frequency ဆိုတာအချိန်လုံးကိုပြောတာ alpha ဆိုတာကရိယာဝိသေသနာကရိယာဝိသေသနာဆိုတာက alpha ဆိုတာ verb တွေကိုအထူးပြုတာပေါ့နော် အဲ့ဖတ်စာဖတ်ကိုအထူးပြုတာဘလို့နည်းနဲ့အထူးပြုလဲဆိုရင်အကျိန်နှုံးအကျိန်နှုံးနဲ့ဖော်ပြပေးထူးပြုမှာဥပမာဖြစ်ဆိုရင်တွားတာလာတာစားတာတောက်တာဆိုရင်ဘယ်နှကျိန်တွားတာလဲဘလောက်ဘယ်နှကျိန်လောက်လာတာလဲဘယ်နှခေါက်လောက်စားတာလဲတနည်းဘယ်နှခေါက်စားတာလဲမထမင်းအရားစားရဲဆိုရဲကောင်အဲ့စသည်ဖြစ်ပေါ့အကျိန်နှုံးပြောတာဖြစ်တဲ့ကြောင့်သူ alpha of frequency ကိုခေါ်ပါတယ်ကေဒီမာကတော့ထင်ရှားတဲ့ alpha of frequency ကိုလုံးရေးပေးထားပါတယ်တခြား alpha frequency လည်းရှိပါသေးတယ်အဲ့ပထမဆုံးတစ်လုံးကတော့မဖြစ်မနေတိထားမယ်လို့ always always ဆိုတာကအမြဲတမ်းလို့အဓိပ္ပာယ်ထားပါတယ် သူရဲ့စလုံးပေါင်းမှာဟုတ်တယ် S ပါလာဖြစ်တဲ့အတွက်ကြောင့် all of you ချင်းအများနဲ့ S ပါမှာပါ။ဘာကြောင့် S ထည့်ရလဲလို့မမေးပါနဲ့။သူရဲ့စလုံးပေါင်း original ကိုတည်းက S ပါ။အများနဲ့ဆိုတာကဥမာဖြစ်ဆိုရင်10ရက်ဆိုရင်10ရက်စလုံးမပြတ်မကွက်သွားတယ်မပြတ်မကွက်လာတယ်စသဖြင့်အများနဲ့ဖြစ်နေတာ100%အပြည့်ဆိုရင် always လို့ခေါ်ပါလေ။ usually ကကြတော့အများလိုလိုလို့အဓိပ္ပာယ်ထွက်ပါလေ။အများလိုလိုလို့အဓိပ္ပာယ်ထွက်တယ်။ Now ညာတော့အဖြစ်လို့လည်းဖြစ်ပါပါပြန်ကြတယ်။သူကကြတော့ခဏလို10ရက်လောက်မှာဆိုရင်နော်6ရက်တို့9ရက်တို့လောက်ပေါ့နော်။ အမြဲတမ်းလိုမျိုးတရမတရမှမပြတ်မကွက်တော့မဟုတ်ဘူးပြတ်ကွက်မှုတော့ရှိရတယ်ဒါပေမဲ့တော်တော်များတယ်။ Now frequently ရကြတော့ဘာလို့ဘလို့ဘာသာပြောလဲဆိုရင်ခဏ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 သူကလည်း9ရက်နဲ့10ရက်လောက်လို့အနည်းစားဆုံးခံမှန်းလို့ရရပါတော့။သူသွားတဲ့အချိန်ကလည်း all the way တော့ usually လောက်မများပဲမသူလည်း သွားတဲ့အချိန်ကြီးအတွက်ဒါမှမဟုတ်လာတဲ့အချိန်ကြီးအတွက်ဘက်ကိုပဲပြောချင်တာပေါ့နော်ကားမောင်းလို့ဆိုတာကားမောင်းတဲ့အချိန်ကြီးအရေးအတွက်အစတည်ဖြစ်အဲ့ဘက်ကိုလှုပ်တဲ့အရေးအတွက်ကခဏခဏလှုပ်တယ်လို့အဓိပ္ပာယ်ထွက်ပါတယ် always usually frequently အဲ့လိုအတန်တော်လေးထပ်မယ်နော် now often ကတော့မကြာခဏလို့အဓိပ္ပာယ်ထွက်ပါတယ်အဲမကြာခဏဆိုရင်တော့နည်းနည်းညော့လာပြီပေါ့နော်အဲ6ရက်9ရက်ဒါလောက်တော့ဖြစ်သွားပြီ10ရက်မှာဆိုရင်6ရက်9ရက်လောက်လှုပ်ဖြစ်တဲ့ဟာကို often လို့ခေါ်ပါတယ် now sometimes sometimes မှာ S ကအမြဲတမ်းပါမှာပါ all win လို့ပါပဲ slow mo ပေါင်းရင် S ပါမယ်ပူပြီးတော့ရေးထားမယ် S ဖြုတ်လိုက်ရင်အထိပဲတစ်မျိုးထွက်တတ်တယ်ခွဲရေးလိုက်ရင်အထိပဲတစ်မျိုးထွက်တတ်တယ်ဒါကိုကျွန်တော်နောက်မှအသေးစိတ်ပြောပြမယ် loss ရဲ့ frequency မှာရှိတဲ့ sometime ဒီတစ်ဆက်ထဲရေးတယ် S ထဲလို့မှတ်ထားပါသူကတော့ဘယ်လိုအထိပဲထွက်လဲဆိုရင်တစ်ခါတရံဆိုတဲ့အထိပဲထွက်ပါเนาะတစ်ခါတရံဆိုတဲ့အထိပဲထွက်ပါတယ်အဲဥမာအဖြစ်ဆိုရင်ခုနလို၄ရက်ကနေ၅ရက်လောက်လို့ဖြစ်တဲ့ဟာပေါ့တစ်ခါတလေလို့ဖြစ်တယ်ဆိုတာเนาะနောက်ခါကျတော့ seldom seldom ကကြတော့သူကနဲလာပြီနောက်တစ်ဖြည်းဖြည်းနဲလာပြီရှာရှာ ပါပါလို့ထိပ်မထွက်ပါဘူး။၁၀ရက်ရှိလို့ရှင်အ၂ရက်ဒါမှမဟုတ်ရ၃ရက်အဲ့လိုလုပ်ဖြစ်တဲ့ဟာကိုဘာလို့ခေါ်လဲဆိုရင် self down လို့ခေါ်တာပါရှာရှာပါပါလုတ်ခဲလာပြီနော်ရှားလာတယ်။ तू အဲ့လိုမျိုးတွားရဆိုတာရှားတယ် तू ဒီလိုမျိုးစားရဆိုတာရှားတယ်စသဖြင့်ဒီ effort ဒီ verb ကိုလုတ်တာအကျင့်ရအတွက်နဲတယ်ဆိုတာပြထားတာပါ။အကျင့်ကတစ်ဖြည်းနဲ့နဲလာတာပါ။ really ကြာတော့ပါလဲဆိုရင်ဖြစ်တောင်းဖြစ်ခဲလို့ထိပ်မထွက်တယ်။ ဖြစ်ခဲတယ်ဒါမျိုးဖြစ်ခဲတယ်သူဒီကိုလာရဲဆိုတာဖြစ်ခဲတယ်သူကတခါမှအိမ်လည်းမထွက်ဘူးဒါတော့အိမ်ကိုလာရဲဆိုတာဖြစ်ခဲတယ်၁၀ရက်ရှိရင်၁၀ချိန်မှာတစ်ခါနှစ်ခါလောက်ပေါ့အဲ့ဒါကိုတော့ဘာလို့ခေါ်လဲဆိုရင် rarely လို့ခေါ်ပါတယ် seldom rarely ပါနောက်တစ်ခါကျတော့ hardly ever hardly ever ကျတော့ဘယ်လိုတွေပဲထွက်လဲဆိုလို့ရှိရင်သူကကျတော့မဖြစ်သလားလို့တွေပဲထွက်ပါတယ်လုံးဝမဖြစ်သလားပဲခန္ဓာရထဲမှာမိုးရွာတယ်လို့ပဲခန္ဓာရထဲမှာမိုးအရှင်းမရွာဘူးလားဆိုတော့အဲ့လိုပြောလို့မရဘူးရွာတော့ရွာတယ်ဒါပေမဲ့ တနှစ်လုံးကြာမှတစ်ခေါက်လောက်လာဒါမှမဟုတ်လဲနှစ်နှစ်လောက်ကြာမှတစ်ခေါက်လောက်လာအရင်နည်းလာနော်တစ်ခေါက်ဟုတ်ရင်ဟုတ်မဟုတ်ရင်တစ်ခေါက်ထက်ပိုရင်လည်းနည်းနည်းပေါ့နော်အဲ့လိုမျိုးတွေပဲထွက်ပါလေ hardly ever ဆိုအရင်မဖြစ်တဲ့လောက်ပဲဒီလိုကိစ္စမျိုးဆိုတာဖြစ်တာရှားပါတယ်သူကအကြိမ်ရေအတွက်ဒီ hardly ever မဖြစ်တဲ့လောက်ပဲလို့မှတ်ထားမယ်နောက်ဆုံးတစ်ခေါက်တော့ never never တော့0%ပါစားဘယ်တော့မှလို့ထိပ်ပါတယ်ဘယ်တော့မှအဲ့လိုမျိုးဆိုတာမဖြစ်ဘူးနော်တသက်လုံးမဖြစ်ဘူးဒါမျိုးကိစ္စဆိုဘယ်တော့မှမဖြစ်ဘူး never လို့ထိပ်ပါထွက်ပါလေအဲ့တော့ဒီအလုံးကိုလုံးဒီ violence ဆိုရင် alpha of frequency တွေပါ အကျိန်နှုန်းကိုပြရတဲ့အလုပ်နေဖြစ်ပါတယ်ပြပြောပြမယ် always usually frequently often sometimes seldom rarely hardly ever never အဲ့တော့ verb ကိုပြောမယ်ဆိုတော့ဒီမှာ go ဆိုရင်တော့မှ always go အမြဲတမ်းသွားတယ် usually go အမြဲလိုလိုသွားတယ် never go ဆိုရင်ဘယ်တော့မှမသွားဘူး hardly ever go ဆိုရင်တော့အေးမသွားတော့လောက်ပဲဒီလားအဲ့အလုံးလေးတွေဒီ verb တွေကို color တွေ change ပေးနေတာ။ तू ကဘာကြောင့်လဲဆိုရင် adverb ဖြစ်နေလို့ adverb ဆိုတာကရိယာဝိသေသနာ ရိယာကိုသူက modify အထူးပြုတာမဟုတ်လို့ကဲဟုတ်ပြီဒါဆိုထား modify ချက်ပြင်ခါတိုင်းလိုပဲကျွန်တော်တို့ irregular verb တွေချက်မယ်အခေါ်အော်တွေလုံးဝမှတ်ရမယ် always ဆိုတဲ့ alpha of frequency အောက်မှာရှိရဆိုရင်ခေါင်းထဲဝင်လာမယ်အခုဒီမှာ verb တွေ verb 1 verb 2 verb 3အဲ့ဟာတွေကိုလည်းကျွန်တော်ခေါင်းထဲဘယ်လိုတက်ပြထားလဲမှတ်မိလား irregular verb တို့ကျွန်တော်ကောင်းတဲ့တတ်ထားပြပြပုံစံမှန်မှန်တဲ့ verb တွေ ed ထက်ရုံနဲ့ verb 2 verb 3မဖြစ်ဘူးဒါကတော့ origin နဲ့ verb 0 verb 0ပြီးရင် verb ဘယ်လောက်လာတယ်မှတ်မိသေးလားရှေ့မှာကျွန်တော်တင်နေတာကိုတောက်လျှောက်လုပ်လာခဲ့မှတ်မိမယ်အခုမှ D11 ဖုန်တွေ့ရဆိုရင် D1 နေပြန်စပြီးတော့တနည်းစီတက်ခဲ့ကြပါဒါ1မှာဆိုရင် choose တခုခင်းအတွက်ဆိုရင်အဲ choose မှာ S S ထည့်မယ်เนาะအများဆိုရင် choose မှာဘာမှမထည့်ဘူး choose လို့တန်းထွက်တယ်เนาะ but 2 but 2မှာဆိုရင် C H O S E O တလုံးပြုတ်သွားတယ် choose လို့တန်းထွက်တယ်အော် battery ကကြတော့ C H O S E N chosen choose ဒါ choose မှာဘာ1မှာတခုခင်းဆိုရင် S အများဆိုရင်မထည့်ဘူး I နေ V နေယူနေသည် first person နဲ့ second person ဆိုရင်မထည့်ရဘူးသူကအများသဘောဆောင်တဲ့အလုပ်ကိုပဲသုံးရမယ်အဲ့ဒါကဘာမှလို့ဆိုပါလဲဆိုရင်ရွေးချယ်သည်လို့အဓိပ္ပာယ်ထားတယ်နော် choose တာ chose တာ chosen now come ဒါလာသည်တခုကိန်းနေဆိုရင် come မှာ s ထည့်မယ်အများဆိုရင် come မှာဘာမှမထည့်ဘူးဟုတ်ပြီ but do ဆိုရင် ca ပြောင်းသွားမယ် came but three ကျတော့ရှေ့ရ value နဲ့ပြန်တူသွားတယ် come come နော်အဲ့ဒါပါလဲဆိုရင် လာသည်လို့အဓိပ္ပာယ်ထားတယ်နောက်တစ်ခု COSD cost ကုန်ကြသည်တခုကိန်းဆိုရင် cost မှာ S ထည့်မယ်အများဆိုရင် cost မှာ S မထည့်ဘူး I နဲ့ UD တယောက်ထဲပြပေလဲ first person နဲ့ second person ဖြစ်ရင်မထည့်ရဘူးဘဝန်းသုံးတဲ့ခါကျရင်ဘသူကလည်း cost ပဲဘသူရီကလည်း cost ပဲမှိုက်တယ်နော်သူကဘာမှအသက်ထက်ကြစရာမလိုတလုံးပဲဒီမှာတခုကိန်းအတွက် S ထည့်ရတယ်တခုပဲမှတ်ကြပါအဲ့ဒါဘာလဲဆိုရင်ကုန်ကြသည်လို့ဒီမှာဆိုတယ်နော်ဟုတ်ပြီနောက်တစ်ခါ CUT cut တခုကိန်းဆို cut မှာ S အများကြီး first person နဲ့ second person တွေဆိုမထည့်ရဘူးဘသူက CUT cut ဘက်တရီက CUT cut အဲ့ဒါဖြတ်ပြီးညက်ပြီးပိုင်းပြီးပေါ့နော်တစ်ခုခုဖြတ်လိုက်တာညက်လိုက်တာပိုင်းလိုက်တာအဲ့လိုတွေပဲထွက်ပါရဲ့နောက် DIG date ဘဝမှာတစ်ခုခင်းဆို S ထည့်မယ်အများဆိုရင် S မထည့်ဘူးဘသူက DUG dot ဘက်တရီက DUG dot အဲ့ဒါ2ဒီ swap ဒီဆိုတဲ့တွေပဲထွက်ပါရဲ့နောက် DIW draw တစ်ခုခင်းဆိုရင် draw မှာ S ထည့်မယ် အများဆိုရင်ဂျောမှာဘာမှမထည့်ဘူးဘတ်ပါဆန်စကတ်ပါဆန် IU ဘာမှမထည့်ဘူးဘတ်ဒူးဆိုရင် DRW Drew ဘတ်ဒရီဆိုရင် DRAWN Drone Draw ဒါမှ Drew ဒါ Drone အဲ့ဒါပါလဲဆိုရင်ရေးဆွဲသည်လို့အဓိပ္ပာယ်ထားတယ်ပုံနေရေးဆွဲတာနော်ဟောနောက်တစ်ခါ DRINK Drink အခုဂိမ်းမှဆိုရင် S ထည့်မယ်အများဂိမ်းမှဆိုရင် as မထည့်ဘူးဒီမှာမထည့်ရတဲ့ဌာနေကမတူးလားဆိုတော့မတူးဘူးဒါ original v0 အစတည်း as မပါတာတန့်စင်နေတဲ့ verb ဒါဘဝန်း အများကြီး first person နဲ့ second person နဲ့မလို့မထည့်တာဟုတ်ပြီနော်နောက်ဘတူကကြတော့ D R A N K drunk ဘတူက D R U N K drunk သူကဘယ်လိုအသေးပဲထွက်လဲဆိုရင်တောက်ဒီနော်အခြေတစ်ခုခုအခြေတောက်တာလေးရတယ်နောက် D R F E drive တစ်ခုလေးဆိုရင် S ထည့်မယ်အများဆိုရင် S မထည့်ဘူးနော်ဘတူက D R O V E drove ဘက်တရီက D R V E and driven driver လို့တမ်းထပ် driven လို့တမ်းထပ်မယ်အဲ့ဒါမောင်းတယ်ဒါမောင်းတာလဲဆိုရင်ကားလို့နော် ဟိုကုန်တင်ကားတော့အထက်ဝင်ပေါင်းတဲ့ဟာကြီးစိုင်ကယ်တွေဘာတွေခွာစီရတဲ့ဟာတွေငင်းတွေစီရကြောင် RID right နဲ့စီတယ်ကောင်းကင်ဘက်မှာမောင်းတဲ့လေမြန်လေးမောင်းတာကြောင် fly နဲ့မောင်းတယ် drive ဆိုတာအထက်ဝင်ပေါင်းတဲ့ဟာကြီးဆိုတော့ဘာတွေဖြစ်မလဲဆိုရင်ကားတွေ taxi တွေအဲ့လိုမျိုးဝင်ပေါင်းတဲ့ဟာတွေကို drive လို့ခေါ်တယ်ဒါနောက်က eat eat တခုလေးဆိုရင် eat မှာ s ထည့်မယ်အများဆိုရင် eat မှာ s ထည့်စရာမလိုဘူး but 2 are ate 8 but 3 are eat and e10 ဒီကပါလဲဆိုရင်စားတယ်လို့ဒီလိုထွက်တယ်နော် eat ဒါ8ဒါ e10 ဒါစားတယ်ကဲ okay. တော့နေ့စဉ် irregular verb ကလည်း၄၀လုံးထည့်တယ်ဗျာပြီးလို့ရှင်ဒီလိုနောက်ထပ်တိဖွဲ့တိဟိုတိမှတ်ရတကယ်လက်တွေ့အသုံးချမဲ့ဟာလည်းထည့်တယ်ဆိုရင်တို့ဒေးသက်တီးပြီးလို့ရှင်ကျွန်တော်ခေါင်းတွေမှာအချက်လက်တွေပြည့်စုံနေမယ် foundation လည်းကျွန်တော်မနက်ဖြန်ကြရင်ဘယ်လိုချရမလဲ sentence ဘယ်လိုဒီဆောက်မလဲဆိုတာလည်းပြောပြပေးမယ်ဆိုရင်တော့ဒေးသက်တီးပြီးအုံမြင့်လုံးကခြင်းညက်နေပါပါဒါပြီးလည်းနောက်ထပ် CV တွေလည်းလာအောင်မှာဖြစ်ပါတယ်အဲ့တော့စိတ်တက်မကြပါနဲ့ကြိုးစားပါเนาะကျွန်တော်ခင်ဗျားတို့လည်းဒီကျွန်တော်ရှိပါတယ် fighting ပါ